အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ဒီတစ်ခါလူချင်းမင်းတို့ကိုမျှဝေပေးမယ့်အကြောင်းအရာကကျွန်တော် line ပေါ်မှာဗီဒီယိုလေးတွေကြည့်ပြီးတော့ပတ်သက်ဝင်တဲ့ဒီ software လေးတွေအကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးတွေကကျွန်တော်တို့ဒီ၄မျိုးရှိတယ် application ၄မျိုးရှိတယ်ဒီ application ၄မျိုးက ငွေတကယ်ကိုဝင်ပါတယ်ခင်ဗျာဒီကိုကြည့်ရင်ကြည့်နိုင်တယ်လို့ငွေဝင်ပါတယ်ခင်ဗျာကိုကကြည့်ပေးဖို့ပဲလိုပါတယ်ခင်ဗျာကျွန်တော်ပထမတစ်ခုအနေနဲ့ကျွန်တော်တို့ TikTok TikTok ဆိုပြီးမလို့သူက TikTok live ဖြစ်ပါတယ် TikTok live ဖြစ်ပါတယ်ဒီက TikTok ရိုးရိုး TikTok နဲ့မတူပါဘူးခင်ဗျာ TikTok live ဖြစ်ပါတယ်ဒီ TikTok live ကိုကျွန်တော်တို့ဒီ Play Store မှာ download လုပ်မယ်ဆိုရင်ဒီပတ်သက်ဝင်တဲ့ TikTok Lite ကို download လုပ်လို့မရပါဘူးခင်ဗျာဒီ TikTok ပတ်သက်ဝင်တဲ့ TikTok Lite အ download ဆွဲဖို့ဆိုရင်ကျွန်တော်ဘူး Japan region ပေါ့နော် Japan region Japan Bouvian လေးနဲ့ဖွင့်မှရပါမယ်။သူကနီလန်က Japan Bouvian လေးနဲ့ဖွင့်ရမယ်။ကိုယ့်ရဲ့အကောင့်က Japan region ဖြစ်ရမယ်ပေါ့နော်။ ဒါတကယ်လို့ဒီအဲ့လိုမျိုး download ဆွဲလို့မရဘူးဆိုရင် ကျွန်တော်ပြောပြမယ်နီလန်လေးအတိုင်း download ဆွဲကြည့်ပါအဲ့ဒီနီလန်လေးကကျွန်တော်ဟိုဒီ APK ပြူရပါတော့ APK ပြူရ application လေးကိုကိုယ့်ရဲ့ဖုန်းထဲမှာထည့်ထားပေးပါဒီ application လေးက Play Store မှာ download ဆွဲလို့မရတဲ့ ဒီ application တွေကိုအကုန်လုံးဒီ APK ပြုရမှာအကုန်ဆွဲလို့ရပါတယ်။သူပတ်သက်လက်ပေးစရာမလိုဘူးပေါ့နော်။ဒီအလက free ဆွဲလို့ရပါတယ်။အဒီ APK viewer လေးကိုကိုယ့်ရဲ့ဖုန်းထဲမှာထည့်ထားပေးပါ။ထည့်ထားပေးပြီးရင်ဒီ application လေးကိုဆွဲလိုက်ပါ။ဆွဲပြီးသားရင်ကိုအဲကြည်ဗီဒီယိုလေးတွေထိုင်ကြည့်ပြီးတော့ပတ်သက်ရဖို့လောက်လိုက်ပါခင်ဗျာ။ ဒီပတ်သက်ရဖို့လောက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ပတ်သက်ထုတ်ဖို့လိုတယ်ပေါ့နော်ပတ်သက်ထုတ်ဖို့ကဒီနီလန်နှစ်မျိုးရှိတယ်နီလန်နှစ်မျိုးတစ်မျိုးကပေပေးရှိတယ်နောက်တစ်နည်းကပေးပယ်ရှိတယ်ဒီပေပေးဆိုတာကတော့ဒီဂျပန်နိုင်ငံမှာပဲသုံးတာပေါ့နော်ဒီဂျပန်နိုင်ငံကနေအဲသုံးဖွင့်ထားတဲ့ဒီဘန်ဘန်ပေါ့နော်ဒီပေးပယ်ကတော့တစ်ကမ္ဘာလုံးသုံးပါတယ်ခင်ဗျာဒီဟာဒီ နှစ်မျိုးနဲ့ထုတ်လို့ရပါတယ်။ငွေအမောင်းကဘယ်လောက်ကရင်ပြောစပြီးထုတ်လို့ရမလဲဆိုရင်ကျွန်တော်တို့ဒီရန်တရာပေါ့နော်ရန်တရာကနေ ကိုကြည့်ဗီဒီယိုတွေကြည့်လို့မလို့ဒီရန်တရာရပြီဆိုရင်ရန်တရာရင်ပြောစပြီးတော့ထုတ်လို့ရပါပြီ။ရန်တရာရင်ပြောစစပြီးတော့ထုတ်လို့ရပြီ။ဟုတ်ကဲ့။နောက်တစ်ခုနောက်တစ်ခုအနေနဲ့ now application လေးတစ်ခုအနေနဲ့ကကျွန်တော်တို့ဒီ we rules application ပေါ့နော် we rules application ဒီ area ကဟို YouTube နဲ့ပုံစံတူလေးပေါ့နော် YouTube နဲ့ပုံစံတူလေးဒီ application လေးကလည်းအလွယ်တကူ Google Play မှာ download ဆွဲလို့မရပါဘူးခင်ဗျာဒီဟာဒီ application လေးကို download ဆွဲခြင်းနဲ့ဆိုရင်ကျွန်တော်တို့ US region ကို လုပ်ပြီးတော့ဘူဗီယံခံပြီးတော့ download ဆွဲရပါမယ်အဲ့ဒီနီးလအဲ့ဒီနီးနဲ့မှ download ဆွဲလို့မရဘူးဆိုရင်ကျွန်တော်အရှိမပြောထားရဲ APK Viewer application လေးရင်ပြီးတော့ download ဆွဲလိုက်ပါဒါဆိုရင်အလွယ်တကူ download ဆွဲလို့ရမယ် download ဆွဲလို့ရပြီးသားရင်ကျွန်တော်တို့ဒီ application နဲ့ဝင်ပြီးတော့ကျွန်တော်တို့ဗီဒီယိုတွေပဲကြည့်မယ်ကြည့်ပြီးရင်ခွိုင်းတွေပဲစုမယ်စုပြီးပါရင်ပတ်သက်လေးတွေရပြီဆိုရင်ကျွန်တော်တို့ဝတ်တော့လုပ်ပါမယ်နော်ဝတ်တော့လုပ်မှာကတော့ဒီ application လေးကတော့ဒေါ်လာနဲ့ရတာပေါ့နော်ဒေါ်လာ30ဆိုရင်စထုတ်လို့ရပါပြီဒီမှာဒေါ်လာနဲ့ဆိုတော့အရင်မိုက်ပါတယ်ဒီ withdraw လုပ်လို့ရတဲ့နည်းကတော့ PayPal ရှိမယ်ကျွန်တော်တို့ PayPal ကတော့ အကောင့်ဖွင့်ထားအကောင့်ဖွင့်ထားစေချင်ပါတယ်နောက်ပိုင်းကျရင်အကောင့်ဖွင့်ထားပြီးတော့ကျွန်တော်တို့ပတ်ဆက်တွေပါတယ်ဒီပေးပရင်ပြောပဲထုတ်လို့ရတယ်မြန်မာနိုင်ငံမှာလည်းပေးပရင်ပြောထုတ်လို့ရတယ်စာပေတွေရှိပါတယ်နောက်တနည်းရရင်ပြောဂျီမင်းနဲ့ပေါ့နော်ဂျီမင်းနဲ့အဲဖွင့်လို့ရတယ်ဂျီမင်းနဲ့လည်းထုတ်လို့ရတယ်ဟုတ်ကဲ့ ဒီနောက်ပိုင်းရရင်ကျွန်တော်ဒီ application လေးတွေကိုဖွင့်နေတယ်၊သုံးနေတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြောသွားပြမှာဖြစ်ပါတယ်။ဒီနောက်တစ်ခုအနေနဲ့ clicklet application ဒီ clicklet application ကကျွန်တော်တို့ဒီ alert တကို Google Play မှာ download ဆွဲလို့ရတယ်။ VPN နေပါလေခံစီရမလို့ပါဘူးခင်ဗျာ။ ဝေဖန်လဲခံကြရမလို့ဘူးဒီတိုင်းပဲအလွယ်တကူ download ဆွဲလို့ရတယ်အဲပြီးရင်ကျွန်တော်ဒီ withdraw လုပ်မယ်ဆိုရင်လဲ PayPal နဲ့ withdraw လုပ်လို့ရတယ်ပြီးရင်ဒီ PayPal ကိုတဆင့်ဝယ်တဲ့ trusted seller တွေမှာလဲအဲဒီဝယ်လို့ရပါတယ်ခင်ဗျာဒီဟာဒီ application လေးကတော့အရင်ကြီးမကတ်ဘူးကိုယ့်အတူ Google Play မှာသွားပြီးတော့တိုက်ရိုက် download ဆွဲပြီးတော့ ကွာတို့ဗီဒီယိုလေးကြည့်ပြီးတော့ဖက်ဆက်ရှာရုံပါပဲခင်ဗျာနောက်တနည်းအနေနဲ့ကတော့ po juice po juice p o p t u b e po juice application ပိုကျူအပလီကေးရှင်းကလည်းကျွန်တော်တို့ဒီခုနရှေ့မှာပြောခဲ့တဲ့ click click application လေးရ Pro ပေါ့နော်ဒီ Pro application ပေါ့နော်ဗာရှင်းမြင့်ထားတာပေါ့နော်ဒီ application လေးကိုလည်း Google Play မှာအလွယ်တကူ download ဆိုလို့ရပါတယ် VPN တွေပါတယ်ခံစီရမလို့ပါဘူးခင်ဗျာကျွန်တော်ဒီပတ်သက်တွေပါတယ်ထုတ်မယ်ဆိုရင်ဒေါ်လာနဲ့ထုတ်အောင်ပါပါ VPN ထုတ်လို့ရမယ့်နီလန်းလေးက PayPal ရှိမှာပေါ့နော် PayPal ရှိမှာဒီ PayPal ကအလွယ်တကူထုတ်လို့ရတယ်ပေါ့နော် ောက်တနည်းအနေနဲ့ကတော့ WeChat service ပေါ့နော် WeChat service ဆိုတာကတော့ကိုဒီ line mobile မျိုးဖုန်းပေးစပါလေဒီကားလက်ထည့်လို့ရတယ်ပေါ့နော်ဒီဖုန်းပေးထည့်ရင်တော့ဈေးတော့နည်းနည်းကြီးရပါတော့ကိုဈေးနှိမ်ထားတာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီ video မှာဒီ passive one နဲ့ application လေးတွေအကြောင်းကိုအဓိကထားပြီးပြောသွားတာပါ နောက်ဗီဒီယိုမှာကျွန်တော်ဒီ application လေးတွေအသုံးပြုပုံအသုံးပြုနည်းလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းတာရှိရင် comment မှာမေးသွားပြလို့ရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။